သေမင်းမမြင်နိုင်တဲ့ပုဂ္ဂိုလ်၃ဦးမောဂရာဇာလူလင်ကမြတ်ဗုဒ္ဓကို မေးလျှောက်ပါတယ်ကထံလောကံအဝေါခန္ဓာမေဇုရာဇာနပတတိဘုံတော်ကြီးတော်မူသောမြတ်စွာဘုရားလောကကိုအဖယ်သွသောအကြောင်းအဖြစ်ကြီးရှုတဲ့ပုဂ္ဂိုလ်ကိုသေမင်းမမြင်နိုင်ပါကြလေလောကကိုဘယ်လို ကြီးရှုတဲ့ပုဂ္ဂိုလ်ကိုသေမင်းမမြင်နိုင်ပါကြလေလို့မေးလျှောက်ပါတယ် မြတ်ဗုဒ္ဓကလည်းပဲပြန်လဲဖြေကြတော်မူပါတယ်။တောညာတော်လောကံအာဝုခတုမောဂရာဇာတရာတောအတ္တနုဒိဋ္ဌိဥဝိသအေဝံမစ္စုတရောတိယ။အေဝံလောကံအာဝုခန္နံမစ္စုရာဇာနာပတတိလို့ဖြေတော်မူပါတယ်။နံပါတ်1တေမင်းမမြင်နိုင်တဲ့ပုဂ္ဂိုလ်တတော်တတိရှိတဲ့ပုဂ္ဂိုလ်တေမင်းမမြင်နိုင်ပါဘူးတဲ့။မမေတတိရောက်ရှိနိဗ္ဗာန် မေတိသူမြတ်တေပွားကြိမ်ပံတတိတလုံးဆွဲသုံးอยู่ယံမြတ်ဖျားဟောကြားအဖန်ဖန်အမြဲတမ်းတတိရှိနေတဲ့ပုဂ္ဂိုလ်ကိုတေမင်းမမြင်နိုင်ပါဘူးတဲ့နံပါတ်1အတ္တနုဒိဋ္ဌိံဥဟိစ္စတက္ကာယဒိဋ္ဌိနှုတ်ထားတဲ့ပုဂ္ဂိုလ်ခွာထားတဲ့ပုဂ္ဂိုလ်ဖြုတ်ထားတဲ့ပုဂ္ဂိုလ်တေမင်းမမြင်နိုင်ပါဘူး နာယုနတံသူဖြစ်ဟံကိုအမှန်ဒိဋ္ဌမတိကြ၍ငါထငါထိုင်ငါကိုင်ငါသွာငါကြံငါကြည့်ငါတိငါမြင်ဓာဖြစ်ရင်ကိုငါပင်မဟုတ်ချမှတ်ထင်ကြသည်တက္ကာယဒိဋ္ဌိဆွဲလမ်းမှုကြီးပါတကားဟုတ်မှန်ရှိတဲ့ယုံနံကိုဟုတ်တိုင်းမှန်စွာမမြင်မသိတော့သွားတော့လဲငါသွားတယ်ထိုင်တော့လဲငါထိုင်တယ်စားတော့လဲငါစားတယ်ကြည့်တော့လဲငါကြည့်တယ်ကြားတော့လဲငါကြားတယ်သိတော့လဲငါသိတယ်အကုန်လုံးကိုငါရင်းနဲ့ကြည့်တိမ့်ပိုက်ထားတာတက္ကာယဒိဋ္ဌိပါ အဲ့ဒီတက္ကာယဒိဋ္ဌိခွာထားနိုင်တယ်နှုတ်ထားနိုင်တယ်ဖြုတ်ထားနိုင်ရင်သေမင်းမမြင်နိုင်ပါဘူးတဲ့နံပါတ်3တုံညာတော်လောကအဝတ်ခတ်သူလောကကြီးကိုအနှစ်သာရမရှိစိတ်သုံးသောအာဖြင့်ဉာဏ်ဖြင့်ကြည့်ရှုနိုင်တဲ့ပုဂ္ဂိုလ်ကိုသေမင်းမမြင်နိုင်ပါဘူးတဲ့ လောကကြီးကိုအနိစ္စဒုက္ခအနတ္တအတုပအာဖြင့်ဉာဏ်ဖြင့်ကြည့်ရှုနိုင်တဲ့ပုဂ္ဂိုလ်ကိုတေမင်းမမြင်နိုင်ပါဘူး။နံပါတ်1တတိရှိတဲ့ပုဂ္ဂိုလ်တေမင်းမမြင်နိုင်ဘူး။နံပါတ်2တက္ကာယဒိဋ္ဌိနှုတ်ထားနိုင်တဲ့ခွာထားနိုင်တဲ့ဖြုတ်ထားနိုင်ရင်တေမင်းမမြင်နိုင်ဘူး။နံပါတ်3လောကကြီးကိုအနှစ်သာရမရှိစိတ်သုံးသောအပြင်ဉာဏ်ဖြင့်ကြည့်ရှုနိုင်တဲ့ပုဂ္ဂိုလ်ကို တေမင်းမမြင်နိုင်ပါဘူး